ကဲဒီနေ့မှာတော့ကျွန်တော်ကချယ်ဆီအသင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရကြောင်းရှိသတင်းတွေပြီးလို့ရှိရင်နောက်ဆုံးရသတင်းတွေကိုဒီနေ့မှာကျွန်တော်အနေနဲ့ဒါပြောပြပေးသွားမှာဖြစ်ပါတယ်။ကဲစလိုက်အောင်။ ကျွန်တော် Chelsea တင်းကတော့ကျွန်တော် transfer အပြောင်းရွှေ့မှာဒါအပြောင်းရွှေ့တော်တော်များများကိုပြုလုပ်ခဲ့တယ်ပြီးလို့ရှိရင်ဒါကန့်လန့်မှုတော်တော်များများလည်းလုပ်ခဲ့တယ်အဲ့ဒီနောက်မှာဒါအခုဆိုလို့ရှိရင်ဒါ mini transfer window ကလည်းဒါ deadline day ပြီးသွားခဲ့ပြီအဲ့ဒီ deadline day အတွင်းမှာကို Chelsea တင်းအပြောင်းရွှေ့၃ခုတိလုပ်နိုင်ရဲ့ဒါ Lian Dilat တို့ပြီးလို့ရှိရင်ဒါပြီးလို့ရှိရင် Starport အတင်းကမမဒူစာတို့လည်း Chelsea တင်းကဒါတရားဝင်အပြောင်းရွှေ့လုပ်နိုင်ခဲ့တယ်အဲ့ဒီကစားသမားတွေအကုန်လုံးကလည်းကျွန်တော် CWC ဒါ Club World Cup မှာ ဒါဝင်ရောက်ရှင်ပြိုင်ခွင့်ရမယ်ပေါ့။ဒါ Chelsea အသင်းကအဲ့ဒီဟာရဲ့နောက်မှာဘာတွေဖြစ်လာလဲဆိုတော့ Chelsea အသင်းမနစ်ကရာသီတုန်းကသူတို့အသင်းကနေပြီးတော့အငားချလိုက်တဲ့ကစားသမားတွေအများကြီးပဲ။အဲ့ဒီကစားသမားတွေအားလုံးကို Chelsea အသင်းကဒါ Club World Cup မှာပါဝင်ရှင်ပြိုင်ခွင့်ပေးမှာမဟုတ်ဘူးဆိုတဲ့အချက်ကိုလည်းကျွန်တော်ထည့်ပြီးတော့ပြောရမယ်။အဲ့ဒီထဲမှာဘယ်ကစားသမားတွေပါလဲဆိုတော့နံပါတ်1ဒါ Petrovic ပါတယ်။ဒါ Starboard ကိုအငားချထားတယ်ပြီးလို့ရှိရင် VA ကတော့ချီဝဲ၊ဗဒီယာရှိပြီးတော့ Ugo Chukwu ပြီးလို့ရှိရင် Chu Mika, Joao Felix ဒါဒီကစား ားသမားတွေဒါ ရှစ်ရာသီတုန်းကအငားချခဲ့တဲ့ကစားသမားမှန်သမျှကိုချယ်ဆီအသင်းကဒါကလပ်ဝေါ်ကပ်မှာဝင်ရောက်ရှင်ပြိုင်ခွင့်ကိုဒါပိတ်ပင်လိုက်တာပဲဖြစ်ပါတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကစားသမားတွေကတော့ကလပ်ဝေါ်ကပ်မှာပါဝင်ရှင်ပြိုင်နိုင်မှာမဟုတ်ဘူးကစားသမားအစ်တစ်တွေဒါလီယန်ဒီလတ်တို့မမာဒူဆာတို့ကတော့ဒါချယ်ဆီအသင်းမှာကစားမယ်ပြီးလို့ရှိရင်တစ်ဆက်တည်းပဲကြော်ဟိုးရှေ့ကပြောခဲ့တဲ့ဒါလူငယ်ကစားသမားလေး Country Pirate နဲ့ STBO William ဆိုလို့ရှိရင်လေဒီရာသီစတဲ့အခါမှာကြော်ချယ်ဆီအသင်းကိုရောက်မယ်ဒါမဲ့ Country Pirate ကတော့ကြော်ဒီချယ်ဆီအသင်းကို ရောက်ရှိလာပြီးဒါမဲ့ Chelsea အသင်းကဒါ Strasbourg အသင်းကိုအငားချဖို့တော့ဒါတရားဝင်ကြေညာပြီးသွားပြီပဲဖြစ်ပါတယ်ဒါ Country Pira ကဒီယာဒီမှာဒါ Strasbourg အသင်းမှာဒါအငားသွားကစားမယ်ပေါ့ပြီးလို့ရှိရင် STBO Willian ကြတော့ကျော် Club World Cup မှာတော့ပါနိုင်ဖို့မရှိသေးဘူးသူ့အနေနဲ့ Club World Cup ကိုဒါ Palmeiras အသင်းမှာပဲကစားအောင်မယ်ဒါ2025 2026ဘောလုံးယာဒီကြတော့မှ Chelsea အသင်းနဲ့လာရောက်ပူးပေါင်းမယ်ဆိုတဲ့သတင်းတွေကိုလည်းတွေ့ရတယ်ဒါဒီနှစ်ယောက်ကလည်းကျော် Club World Cup မှာဒါ Chelsea အသင်းနဲ့တူတူတွေ့ရဖို့မဖြစ်နိုင်သေးဘူး အဲ့ဒီနောက်မှာတော့ mini transfer window ပြီးသွားတဲ့နောက်မှာ Chelsea အသင်းလက်လွတ်လိုက်ရတဲ့အပြောင်းအရွှေ့နှစ်ခုကလည်းရှိခဲ့တယ်။အဲ့ဒါကပါလဲဆိုတော့ကျွန်တော်ဂိုးသမားနေရာအတွက်ဒါ Mike Marking ကဆိုလို့ရှိရင်လည်းကျွန်တော် Chelsea အသင်းနဲ့ပြောင်းရွှေ့ဖို့တော်တော်လေးနှီးစက်တယ်။ကစားသမားဘက်ကလည်း Chelsea အသင်းကိုပြောင်းဖို့တော်တော်လေးဒါဆရာထက်တန်တယ်။အသင်းဘက်ကလည်းဖိအားပေးတယ်။ဒါမဲ့ဒါနှစ်သင်းကြားထဲမှာအပြောင်းအရွှေ့ကိစ္စကတော်တော်လေးကိုညှိနှိုင်းမရဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒီအပြောင်းအရွှေ့ကတော့ပြက်ပြယ်ခဲ့တယ်။ Chelsea အသင်းကနောက်ဆုံးကမ်းလှမ်းမှုမှာဒါပြောင်းရွှေ့ခြေပေါင်18တန်းထိပေးထား တယ်ဒါပေမဲ့ AC Milan ဘက်က25သန်းနဲ့တန်30ကြာလိုချင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအပြောင်းရွှေ့ကတော့ဒါပြီးသွားတယ်ပေါ့ Mike Marking အနေနဲ့လည်းဒါ AC Milan အသင်းမှာတရာဒီဆက်ရှိသွားမယ်နောက်ယာဒီကြားလို့ရှိရင်တော့ Chelsea အသင်းကိုရောက်ကောင်းရောက်လာနိုင်တယ်အဲ့ခါကြားလို့ရှိရင်တော့ Chelsea အသင်းအလွတ်နဲ့ AC ခေါ်လို့ရပြီဘာဖြစ်ဘာဖြစ်ပြောပြတနစ်ပဲကြံတော့တဲ့ကစားသမားကိုဒါသူတို့လည်းအဲ့လောက်ထိဟိုအသက်အရွယ်လည်းရနေပြီဗျာအဲ့လိုကစားသမားမျိုးကို AC Milan အသင်းအနေနဲ့ကျွန်တော် Chelsea လို့အသင်းမျိုးကိုဒီလောက်ဈေးနဲ့ကတော့ ပေးသင့်တယ်ရသင့်တယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်ဒါမဲ့လည်းသူတို့ရဲ့ဒီမတင်းမာနေမှုကြောင့်ဒီအပြောင်းရွှေ့ကပြက်ပြဲသွားခဲ့တယ်ပြီးလို့ရှိရင်နောက်ထပ်တစ်ယောက်ဒါ Chelsea အသင်းကိုရောက်ဖို့တေချာတော့ရှိနေပြီလို့ဆိုခဲ့တယ်ကျွန် Jimmy Gray ကလည်းကျွန်ဒီ Chelsea အသင်းနဲ့ဒါအခုလောလောဆယ်မှာတော့အပြောင်းရွှေ့ကိုခဏရပ်ဆိုင်းထားတယ် mini transfer window ကလည်းပြီးသွားပြီဖြစ်တဲ့ကြောင့်မလို့ဒီ club world cup မှာတော့ဒီကစားသမားကိုကျွန်တော်ခေါ်နိုင်မှာမဟုတ်တော့ဘူး club world cup ပြီးသွားတဲ့အခါကြာလို့ရှိရင် transfer window တွေပြန်ဖွင့်တဲ့အခါကြာလို့ရှိရင်ကျွန်တော် Chelsea အသင်းအနေနဲ့ဒီကစားသမားကိုဆက် ပြီးတော့ဒါဆွေးနွေးသွားဖို့ရှိတယ်။ကစားသမားကလည်းတန်း90ကျော်ပေးရမယ်55တန်း plus ဒါပိုစုကြီး9သန်းလားမသိအဲ့လောက်ထိတော့ပေးရမယ်ဒီကစားသမားကိုချယ်ဆီတင်ကစိတ်ဝင်စားတယ်ရောက်ဖို့လဲယာကိုင်းတော့များတယ်သူတို့ဂျားထဲမှာဒါညှိနှိုင်းစရာကိစ္စလေးတွေရှိနေသေးတာဖြစ်တဲ့အကြောင်းမို့ဒီအပြောင်းရွှေ့ကိုခဏရက်ထားပြီးတော့ဒါ transfer window ပြန်ဖွင့်တဲ့အချိန်ကြာမှာပဲချယ်ဆီတင်တဖန်ပြန်ပြီးတော့ဒါဂျီမီကေတန်ကိုပြန်ခေါ်မယ်ဒီကစားသမားကတော့လိုတယ်ဗျချယ်ဆီတင်ဒီ club world cup မှာကြည့်မယ်ဆိုလို့ချင်းတောင်မန်ကစားသမားကကျော်ချယ်ဆီတင်မှာပီတိုနက်တိုရဲ့မာတူဂီရဲ့ဒါဒီနှစ်ယောက်ကိုပဲချယ်ဆီတင်ကောင်းကောင်းသုံးလို့ရမယ်ဂျန်တဲ့ကစားသမားတွေကအဲ့လောက်ထိဟို မရှိဘူးပေါ့ဗျာပြောမယ်ဆိုလို့ရှိရင်တကယ်တောင်တော်မီကစားသမားဝင်းဘက်ကစားသမားမရှိသေးဘူးအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ချယ်ဆီအသင်းမဖြစ်မနေဒီဝင်းကစားသမားတွေကိုခေါ်အောင်မှဖြစ်တဲ့အတွက်ကြောင့်မလို့ဂျီမီကီတန်ကချယ်ဆီအသင်းကိုရောက်ဖို့အတွက်ကတော့ရာခိုင်နှုန်းတော်တော်လေးများပါတယ်ကလပ်ဝေါ်ကပ်မှာလည်းကျုပ်ဒီချယ်ဆီအသင်းရဲ့ကစားပုံတွေကိုထပ်ပြီးတော့ကြည့်ရမယ်ဒါတွေအားလုံးကတော့ဒါချုံုံပြီးပြောမယ်ဆိုလို့ရှိရင်ဒါချယ်ဆီအသင်းရဲ့ဒါနောက်ဆုံးရအပြောင်းရွှေ့သတင်းတွေနဲ့တခြား update news တွေပါကျွန်တော်တိတိကျကျလေးကိုပရိသတ်ကြီးကို sharing လုပ်ပေးသွားတာပဲဖြစ်ပါတယ်ဒါဆိုဗီဒီယိုလေးကဒီလောက်ပါပဲဆုံးဒီဝင်ရောက်ရှိပေးကြရယ်ပရိသတ်တယောက်ရှင်းနိုင်ကို ခုပဲကျေးဇူးတင်ရှိပါတယ်။ Chelsea တင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘောလုံးအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ထားပေးကြပါအောင်။အဆုံးထိဝင်ရောက်ကြည့်ဖို့ကြရဲပရိသတ်တယောက်ရှင်နိုင်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ကျွန်တော်ကတော့ကိုစဲပါ။